ျွန်တယ်ဟာကိုယ်တခင်ပြုတဲ့အမှုတွေကိုမသိကြကိုယ်တခင်ဘာလုပ်နေတယ်လဲမသိဘူးကိုယ်တခင်ခိုင်းသမျှကိုပဲလောက်ကန်ရတဲ့လူတွေဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာသခင်ယေရှုဟာကျွန်တော်ကျမအယောက်စီတိုင်းကိုအဆွေမိတ်ဆွေလို့ခေါ်ခြင်းဖြစ်ပါတယ် မင်္ဂလာနာနဲ့ခင်ဗျာချက်တော်ဓမ္မမိတ်ဆွေများခင်ဗျာဒီကနေ့မနေ့ဆင်ချင်းနှလုံးသွင်းမှုရာအတွက်ဒေသနာခေါင်းစဉ်ကတော့ကျွန်ုပ်တို့ဤမိတ်ဆွေရှင်ယေရှုကျွန်ုပ်တို့ဤမိတ်ဆွေရှင်ယေရှုဖြစ်ပါတယ်လူစားတိခံယူကလောကကြီးကိုဆင့်တက်ကြွလာတယ်လူသားတူအနေနဲ့တက်ရှင်ခဲ့တာဖြစ်ပါတယ်လို့ ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာနှစ်ပိုက်ကိုဖတ်ပါမယ်ပထမပိုင်းဟေပြဲဩဝါဒစာအခန်းကြီး1အခန်းငယ်17ဖြစ်ပါတယ်တန်ရှင်းစေတတ်သောသူနှင့်တန်ရှင်းစေအပ်သောသူများတို့သည်တပါးတည်းသောပဂတိရှိကြ၏ထို့ကြောင့်တန်ရှင်းစေတတ်သောသူသည်တန်ရှင်းစေအပ်သောသူတို့ကိုညှိကိုဟူ၍ခေါ်ဒါဟာလည်းပဲ သခင်ခရစ်တော်ရှင်ယေရှုဟာကျွန်တော်ကျမအယောက်စီတိုင်းကိုချစ်ခင်တဲ့အကြောင်းဖော်ပြခြင်းဖြစ်ပါတယ်လို့သူဟာဖျားသားတော်ဖြစ်လင်ကစားကျွန်တော်ကျမအယောက်စီတိုင်းကို သူဟာမေတ္တာထားတယ်အတူတူ ဖြစ်တယ်လို့ဖော်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျာဒုတိယကျမ်းပိုက်ကိုဖတ်ပါမယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး15အခန်းငယ်73 14 15ဖြစ်ပါတယ်။ကိုအဆွေတို့အဖို့လုံငါကိုအသက်ကိုစွန့်ခြင်းမေတ္တာထက်တာ၍မြတ်သောမေတ္တာသည်အဘယ်သူ၌မှမရှိ။တင်တို့သည်ငါပညတ်သမျှတို့ကိုကျင့်ဆောင်လျက်ငါဤအဆွေဖြစ်ကြ၏။ယခုမှစ၍ငါသည်တင်တို့ကိုကြုံဖူ၍မခေါ်ကြုံမူကားကိုသခင်ပြုသော အမှုကိုမသိ။တင်တို့ကိုအဆွေဖြစ်၍ငါခေါ်၏အကြောင်းမူကား ငါသည်ခမည်းတော်ထာ၌ကြားသမျှသောအရာတို့ကိုတင်တို့အားငါပြသ၏ချစ်တော်မိဘများခမညာတိုင်းအတွက်မိတ်ဆွေဖြစ်တဲ့အကြောင်းကိုဖော်ပြထားခြင်းဖြစ်ပါတယ်အပေါ်ပိုင်းမှာကြတော့ကိုယ့်ရဲ့အသက်ကိုစွန့်ခြင်းမေတ္တာထက်တာတဲ့မေတ္တာဟာအဘယ်သူအသက်ကိုဒီဘူးဖော်ပြထားပါတယ်ဒါမဲ့သခင်ခရစ်တော်ဟာသူ့ရဲ့အသက်ကိုစွန့်အောင် ကျွန်တော်ကျမအရောက်စီတိုင်းကိုချစ်ခင်တဲ့အကြောင်းကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာပြီးတော့တင်တို့ဒီငါပြညတ်သမျှတို့ကိုကျင့်ဆောင်ရင်ငါဤအဆွေဖြစ်ကြဤကျွန်တော်ကျမအရောက်စီတိုင်းကိုအဆွေမိတ်ဆွေလို့ခေါ်တယ်ဘာဖြစ်လို့လဲယခုမှစရွက်ငါဒီတင်တို့ကိုကြုံဟူ၍မခေါ် ကျွန်တော်ကျမအယောက်စီတိုင်းကိုကျွန်လုံးမခေါ်ဘူးကျွန်내ဟာကိုယ့်တခင်ပြုတဲ့အမှုတွေကိုမသိကြကိုယ့်တခင်ဘာလုပ်နေတယ်လဲမသိဘူးကိုယ့်တခင်ခိုင်းသမျှကိုပဲလောက်ကန်ရတဲ့လူတွေဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာတခင်ယေရှုဟာကျွန်တော်ကျမအယောက်စီတိုင်းကိုအဆွေမိတ်ဆွေလို့ခေါ်ခြင်းဖြစ်ပါတယ်အဲ့တော့မိတ်ဆွေခေါ်တဲ့အတွက်အားလုံးဟာတသားတည်းဖြစ်ကြတယ်ပြီးတော့ အကြောင်းမူကားငါသည်ခမည်းတော်၌ကြားသမျှအရာတို့ကိုတင်တော်အားငါပြသ၏ခမည်းတော်ဖျားသခင် ပြောတဲ့အကြောင်းပြသတဲ့အကြောင်းအလုံးကိုကျွန်တော်ကျမအယောက်စီတိုင်းကိုလည်းသူပြသတာဖြစ်တဲ့အတွက်တသားတည်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုဖော်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်ဒီကနေ့မနေ့ကျွန်တော်ကျမအယောက်စီတိုင်းဆင်ချင်းလုံးသွင်းနေတဲ့ကျွန်ုပ်တို့ဤမိတ်ဆွေရှင်ယေရှုသခင်ယေရှုဟာ ကျွန်တော်ကျမအရောက်စီတိုင်းအတွက်မိတ်ဆွေရင်းချာဖြစ်တယ်တိုးတိုးဖို့တိုင်ပင်ဘက်လည်းဖြစ်တယ်ယုံကြည်အားကိုးရာဘုရားသခင်အသားတော်လည်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုဖော်ပြရင်ဒီကနေ့မနေ့ဒေသနာတော်ကိုနှီးကုံချုပ်အပ်ပါတယ်ကျေးဇူးတင်ပါတယ်